ူလေးဘာလိုမျိုးလဲဆရာကဟိုအရှမ်းလူမျိုးเนาะရှမ်းလူမျိုးအရှင်တော့ကတော့ယေရှုเจ้าတော့မကြမကြကြားဘူးတယ်เนาะအဲကြားဖို့ကျွန်တော်ယေရှုเจ้าလေးပြောပြမယ်တဲ့ကျွန်တော်ကျွန်တော်ကအရင်တုန်းကဗုဒ္ဓဘာသာပမာလူမျိုးတယောက်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ယေရှုကိုရပြီးနောက်ပိုင်းမှာအဲယေရှုနောက်ကိုလိုက်တယ်ယေရှုကိုကူးခွဲတယ်။ဟုတ်ပါဘူး။အခုယေရှုဆိုတဲ့အတိတ်ဘယ်ကအပြစ်ရှိတဲ့သူကိုကယ်တင်တော်ဖရာလို့တိတ်ပဲရတယ်။ဒါဆိုတော့ယေရှုကခရစ်ယာန်ဖရာမဟုတ်ဘူး။ သူကရှမ်းနယ်လည်းဆိုင်တယ်ဗမာနယ်လည်းဆိုင်တယ်ဟိုအသားမဲတဲ့ကလားနယ်လည်းဆိုင်တယ်တရုတ်နယ်လည်းဆိုင်တယ်သူကယေရှုကခရစ်ယာန်ဘာသာဖျားပဲမဟုတ်ဘူးဆိုတော့ယေရှုကလူသားအလုံးနဲ့ဆိုင်တယ်ဘလို့ဆိုင်လဲဆိုတော့သူ့နာမည်ကိုကအပြစ်ရှိတဲ့သူကိုကယ်တင်မဲ့သူလို့အဓိပ္ပာယ်ရတယ်ဦးလေးမှာနာမည်ရှိလားအာပြည့်ပြီလားနာမည်ဘယ်သူခေါ်လဲဘုအောမောအောလူကောလူကောလူအောလူအောလူအောဆိုတဲ့အဓိပ္ပာယ်ရှိတယ်လေနော်အေးဒီလိုပဲယေရှုဆိုတဲ့အဓိပ္ပာယ်က အပြစ်ရှိတဲ့သူကိုငရဲကနေကယ်တင်တော်သူလို့အဓိပ္ပာယ်ရတယ်ဆိုတော့အပြစ်လို့ပြောတဲ့အခါမှာလူတိုင်းမှာအပြစ်ရှိတယ်ဟုတ်တယ်မလားလူတိုင်းအပြစ်လို့တယ်ထိုင်နေရင်းတဲ့တောင်မှလူကလေအပြစ်လို့တတ်တယ်ဟုတ်တယ်မလားစိတ်ထဲကနေပြင်မာတာမျိုးလို့လောဘဒေါသကြောင့်လေဒါတွေကဘာသာတရားကအပြစ်မလုံးနဲ့လုံးရင်ငရဲသွားရမယ်လို့သွန်သင်ထားတယ်လीနော်ဒါပေမဲ့လူဖြစ်တဲ့အတွက် အပြစ်နဲ့ကင်းတဲ့လူသားရေလို့တရားမှမရှိဘူးခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ရှမ်းလူမျိုးပဲဖြစ်ဖြစ်ကယားလူမျိုးပဲဖြစ်ဖြစ်ကချင်လူမျိုးပဲဖြစ်ဖြစ်နော်ဗမာလူမျိုးပဲဖြစ်ဖြစ်အပြစ်နဲ့ကင်းတဲ့လူသားတရားမှမရှိဘူးဒါကြောင့်အပြစ်ရှိတဲ့သူကတည်သွားရင်ဝိညာဉ်ထွက်သွားမှာလေဒါကြောင့်ဦးလေးရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်ရှိတာသိလားဝိညာဉ်ရှိတယ်တည်တယ်နော်ဒါပေမဲ့မြင်ရလားအဲ့ဒီဝိညာဉ်ကိုမမြင်ရဘူးဒါပေမဲ့ရှိမှန်းတော့တည်တယ်တည်တယ်ငွေရဲရှိတာတည်လားတည်တယ်ဒါပေမဲ့မြင်ရလား မမြင်ရဘူးရှီမှန်းတော့တည်တယ်ဒါဆိုရင်ကောင်းတဲ့ဒုက္ခချမ်းသာပုံဆိုတာရှိတာတည်တာရှိတာတည်တယ်မမြင်ရဘူးဒါပေမဲ့ဒါကြောင့်နောင်တမလွန်ပါတဲ့အပြစ်ရှိတဲ့သူကအပြစ်လုပ်တဲ့သူကငရဲမှာဘာရမလဲနော်ပြီးဆက်ရမယ်ဆိုတော့ယေရှုကဒီလိုပဲဦးလေးရဲ့အပြစ်ကြွေးတွေအားလုံးကိုလောဝါကတိုင်မှာသူကဖျားဇာတိကနေလူဇာတိကိုခံယူပြီးမှ ဦးလေးရဲ့အပြစ်ကြွေးကျွန်တော်ရဲ့အပြစ်ကြွေးတွေအားလုံးကိုဆက်ပြီးဖို့ရန်လဝါကတိုင်မှာသူဟာအတိခံရတယ်ဦးလေးရဲ့ရှိသမျှအပြစ်တွေအားလုံးကိုသူရဲ့အသွေးတော်နဲ့ဆေးကြောပေးတယ်ပြီးရင်တကြိုချင်းကိုခံတယ်သုံးရက်မြောက်သောနေ့မှာတီချင်းကနေရှင်ပြန်ထမြောက်တယ်သူကဒီနေ့ဒီချိန်ဒီအသက်ရှင်နေဖရာဖြစ်တယ်ဆိုတော့အခုသူဗမာရှိလဲဆိုတော့ကောင်းကင်မှာသူခမဲတော်ဖရာရဲ့လက်ရဘက်မှာထိုင်နေတယ်ဆိုတော့ယေရှုခရစ်တော်ဖရာဟာဘာသာမခွဲခြားဘူးလူမျိုးမခွဲခြားဘူးသူ့ကို စိတ်နှလုံးထဲကနေယုံကြည်တဲ့သူနှုတ်ဖြစ်ဝင်ခံတဲ့သူအားလုံးကိုကေတင်ရင်းရမယ်ထာဝရအသက်ကိုရမယ်ဆိုတော့ယေရှုလိုပြောတဲ့အခါမှာခရစ်ယာန်ဖရာမဟုတ်ဘူးလူသားအားလုံးနဲ့ဆိုင်တယ်ဒါကြောင့်ဦးလေးကယေရှုကိုရွေးချယ်တယ်ဆိုရင်နောက်တမလုံးမှာငရဲကိုမသွားရတော့ဘူးထာဝရဒုက္ခချမ်းသာဖို့မှာဝင်စားရမယ်အငကြီးတစ်စင်းအငယ်ကိုမှအဘယ်သို့နည်းဟုမူကားတင်သည့်သခင်ယေရှုကိုနှုတ်ဖြင့်ဝင်ခံ၍ဘုရားသခင်သည်တင့်ကိုတည်ခြင်းမှထားမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျင်ကယ်တင်ခြင်းတို့ရောက်လိမ့်မည်။ဒါကြောင့်ယေရှုခရစ်တော်ဟာနော်ဦးလေးရဲ့အပြည့်အဝဝိကြီးကံကြီးအလုံးကိုလဝါကတိုင်းမှာဆက်ပြီးခဲ့တဲ့အရာကိုဗာနဲ့ယုံရမယ်။နှလုံးသားနဲ့ယုံရမယ်။ပြီးရင်နှုတ်ဖြင့်နှုတ်ဖြင့်စိတ်ထင်းလာယုံကြည်ပြီးလည်ရင်တဲ့နော်နှုတ်ဖြည့်မာကြည့်နှုတ်ဖြည့်ဝင်ခံရွေးတဲ့နော်စိတ်နှလုံးထဲကနေယုံကြည်ပြီးနှုတ်ဖြည့်ဝင်ခံတယ်ဆိုရင်ဘာရမလဲကေတင်ခြင်းတို့ရောက်မယ်အဲ့ဒီကေတင်ခြင်းကဘာလဲဆိုတော့ နောင်တမလွန်အပြစ်ရှိရင်ချင်းဆိုတဲ့ငရဲကနေလွတ်မြောက်မယ်ပြီးရင်သာဝရအသက်ရမယ်ဒါကြောင့်ကျွန်တော်ဆူတောင်းပေးမယ်ယေရှုခရစ်တော်ဖေဟာယေရှုခရစ်တော်ဖေဟာကျွန်တော်ဒီကိုရောရဲ့အကြောင်းကိုတရားကောင်းတော့ဘောတရားလို့တရားဟောယေရှုတင်နေယေရှုတင်နေကိုရောဒီကိုရောဒီကျွန်တော်ကိုကျွန်တော်ကိုချစ်ထားတဲ့ကြောင့်ချစ်ထားတဲ့ကြောင့်တည်တော့ကြောင့်တည်တော့ကြောင့်ယေရှုတင်နေယေရှုတင်နေကျွန်တော်ဒီကိုရောဒီအပြစ်များသောသူဖြစ်တယ်အပြစ်ရှိတဲ့သူဖြစ်တယ် appreciate to fit တယ်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုနဲ့ကိုယ့်ရဲ့ကုကုကောင်းမှုတွေဗေနီးနဲ့မှာကောင်းရာကောင်းရာမွန်ရာတို့မရောက်နိုင်ပါဘူးမရောက်နိုင်ပါဘူးယေရှုဖရာသည်ရှင်တော်ရေအပြစ်ကျွေးဝေကျွေးကံကျွေးအားလုံးကိုလောဘကတိုင်မှာအတိခံအသွေးသွန်းကဆက်ပေးတာတည်လို့ယေရှုတင်တယ်မြုံနှံခြင်းကိုခံရတယ်တုံးရမြောက်တော်နေ့မှာ 快点嘛！ တေခြင်းကနေရှင်ပြန်ထားမြောက်သည့်အတွက်ယေရှုခရစ်တော်ဘုရားကိုကျွန်တော်ဤအတ္တသခင်ကဲတင်းပိုင်ရှင်ဖြစ်နေလက်ခံယုံကြည်ပါ၏ယေရှုဖရာကျွန်တော်ရဲ့တတ်တာထဲမှာဝင်ရောက်ပါအိုးဆိုးပါလမ်းပြပါဝိညာဉ်တော်အားဖြင့်ခွန်အားပေးပါခမဲတော်သားတော်တန်ရှင်တော် ်ဝိညာဉ်တော်ဖေယားနာမသည်ဘုံကြီးပါစေယေရှုနာမ၌သက်ကဲအနှံပါ၏အာမင်